အဲ့မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က investment ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့အယူအဆအလွယ်လေးတစ်ခုကိုကျွန်တော်ဒီနေ့ညွှန်ပြပေးချင်ပါတယ်ဒါလေးတစ်ချက်ထပ်ပြီးတော့လေ့လာကြည့်ပါဦးဗျာ စီးပွားရေးလုပ်ငန်းတွေလုပ်ကြတယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြတယ်ဗောနော်အဲ့တော့ကျွန်တော်တို့စီမားကျွန်တော်တို့မြန်မာနိုင်ငံမှာကဒီ investment နဲ့ပတ်သက်တဲ့တချို့အယူအဆလေးတွေလွဲနေတာလေးတွေရှိတယ်ဒါပေမဲ့ဒီအယူအဆအလွဲလေးတစ်ခုကအရန်မှားနေတယ်လို့လည်းပြောလို့တော့မရဘူးဗောနော်ဒါသူအဆင်ပြေခဲ့တဲ့အနေအထားလေးတွေလည်းကျွန်တော်တို့ရှိခဲ့မှုတာရှိတယ်အဲ့တော့ဒီအယူအဆအလွဲကဒါပေမဲ့အခုနောက်ပိုင်းမှာတော့သူဒီအဆင်မပြေတော့ဘူးခင်းနဲ့အဝင်ဝင်ကြမဖြစ်တော့ဘူးဆိုတဲ့အယူအဆတစ်ခုဖြစ်ကုန်တဖြည်းဖြည်းလဲလာတဲ့အတွက်ကျွန်တော်ဒါလေးကိုပြောပြချင်တာဖြစ်ပါတယ်အိုကေအဲ့တော့ဒီယူဆကဘာလဲဆိုတော့ investment ဆိုတာ vehicle တစ်ခုဖြစ်ပါတယ်เนาะ vehicle vehicle ဆိုတာစီးစရာယင်တစ်ခုပေါ့ဗျာเนาะယင်တစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဘဝမှာတသက်တာလုံးအောင်မြင်တဲ့ business တွေအောင်မြင်တဲ့ investment တွေကိုဖန်တီးနိုင်ဖို့အတွက်ကအမျိုးအစားတစ်ခုတည်း assets တစ်ခုတည်းစီးပွားရေးလုပ်ငန်းတစ်ခုတည်း investment တစ်ခုတည်းပေါ့ကိုကျွန်တော်တို့ကဖတ်တွယ်နေလို့မရဘူးဆိုတဲ့အယူအဆဖြစ်ပါတယ်တချို့ကကြတော့ဒီ investment တစ်ခုနဲ့သူတို့ဘဝဒီဟိုမှာ DR တစ်ခုကိုရောက်ခဲ့တယ်ထိတ်တန်းကိုရောက်ခဲ့အဲ့တော့တသက်လုံးဒီ investment ကပဲကောင်းနေမယ်ဆိုပြီးတော့ဒါကိုပဲဖတ်တွယ်ပြီးတော့လုပ်နေရှိကြတယ် โอเคတော့ဥပမာထားပါတော့ဗျာနေနဲ့ကျွန်တော်တို့ဒါတော့ကထောင်တက်ခဲ့တဲ့လူဆိုတော့ဒါဆိုသူကဒီနေနဲ့ပဲတစ်သက်လုံး investment လုပ်ပြီးတော့အရန်ကောင်းနေမယ်လို့ယူဆကြတာရှိတယ်တချို့ကကြောက်လဲဥပမာထားပါတော့ electronic ပစ္စည်းတွေဂျင်းနှုတ်နဲ့နဲ့ကုန်သွယ်ရေးဂျင်းနှုတ်နဲ့နဲ့ site တွေးဂျင်းနှုတ်နဲ့အဲ့တော့အချိန်ကောင်းအခါကောင်းတစ်ခုကိုမိလိုက်တဲ့အချိန်မှာဝုန်းဝင်းတိုင်းကလေးအောင်မြင်သွားကြတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုဒီအနေနဲ့ဖြစ်နေမယ်လို့ယူဆပြီးတော့ဒီ industry ရဲ့မှာပဲဂျင်းနှုတ်နဲ့မှုကိုထပ်တည်းလောက်ကြလိမ့်ရှိတယ်အဲ့တော့တခြားလူတွေကတခြားအခွင့်ကောင်းတွေအချိန်ကောင်းတွေကိုမိပြီးတော့ပုံပုံကြီးထွားလာတယ် 国家的电力部门建立这个苗，取得了希望的。哎哟，这条路走起来，一年就那么数十个亿，但可能我判断一下，那么好铺出来的，讲不七八的。 โอเคเออตะคาลงก็เจอเมษွေตัวโรงงานရှင်ตูရှိရပေါ့ဗျာเนาะအဲ့တော့ तू ကကျတော့မလုပ်တယ်လဲဆိုတော့ဒီအာကျွန်တော်တို့ဒါသိရဖနက်ပေါ့เนาะဒါခြေညက်ဖနက်ပေါ့ဂရီဘာဖနက်တွေထုတ်တဲ့ production လုပ်ငန်းကိုလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီလုပ်ငန်းကို तू ဟိုးလုပ်ငန်းနှစ်ပေါင်းများစွာခရီးကလုပ်ခဲ့တာဖြစ်တယ်ဟိုးတို့အစီလုံးကတော့ဒီမနိုင်ငံမှာကဒါကျွန်တော်တို့ဒါပြပက export ပစ္စည်းတွေလည်းရှားတယ်နိုင်ငံသားဖနက်တွေလည်းရှားတဲ့ခါကျတော့ဒီကျွန်တော်တို့ပြည်တွင်းကထုတ်လုပ်တဲ့ဖနက်လုပ်ငန်းတွေအရန်ကိုကောင်းခဲ့တယ် तू လည်းအရန်ကိုရောင်းခဲ့ရတယ်ပေါ့เนาะအဲ့တော့ ဒီကောင်းတဲ့သူကအောင်မြင်ပြီးတော့ level တစ်ခုကိုရောက်ခဲ့တာဖြစ်တဲ့အတွက်တစ်ချိန်လုံးဒီ business ဒီအနေနဲ့ကောင်းနေပဲလို့ယူဆတယ်ဒီအတွက်ဒီအလုပ်ကိုပဲသူကမစွန့်ပစ်နိုင်မဲနဲ့ထပ်ပြီးတော့ဆက်လက်ပြီးတော့ပဲလုပ်ကင်နေပေါ့ဒါပေမဲ့အခုအချိန်ကျတော့ဒါကျွန်တော်တို့ဖက်နှက်အမျိုးအစားမျိုးစုံကဇူးကထဲကိုဝေးလာတယ်ဒါအပြင်ကျွန်တော်တို့ရဲ့လက်ရှိလူတွေရဲ့ customer segment ရဲ့အနေအထားကလည်းပြောင်းလဲသွားတယ်ပေါ့ဗျာတော့အဲ့တော့ပုံမှန်ချိန်ညက်ဖက်နှက်တွေစီးလာတယ်တခြားကျွန်တော်တို့ booth တွေစီးလာတယ်နိုင်ငံခြားကတွင်ပို့တဲ့ဖက်နှက်တွေကိုစီးလာတယ်အဲ့တော့သူ့ရဲ့လုပ်ငန်းကတဖြည်းဖြည်းချင်းထိုးထိုးပြီးတော့ကျလာတယ်ဒါပေမဲ့ဒါနဲ့ ရှေ့ကိုရောက်ခဲ့တဲ့လူဖြစ်တဲ့အတွက်ဒီလုပ်ငန်းကပဲတစ်ချိန်မှာပြန်ကောင်းလာအောင်မွင်လို့ပြောလိုက်ပြီးတော့ဒီထဲမှာပဲ investment လုပ်ရင်အချိန်တွေများစွာကုန်ဆုံးသွားမှာမျိုးရှိတယ်ပေါ့အဲ့တော့စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတကယ်ကျွန်တော်တို့မှာတကယ်မှန်ကန်တဲ့အယူအဆတစ်ခုရှိဖို့လိုတယ်ဗောနော်ဒါပါလဲဆိုတော့ investment or vehicle လို့ခေါ်ပါတယ်အဲ့တော့ vehicle ဆိုတော့ကျွန်တော်တို့ကစီးစရာယင်တွေပေါ့ဗျာနော်ယင်အမျိုးအစားတွေပေါ့အဲ့တော့စီးပွားရေးလုပ်ငန်းဆိုတာလည်းယင်အမျိုးအစားတစ်ခုပဲရင်းနှီးမြှုပ်နှံမှုဆိုတာလည်းယင်အမျိုးအစားတွေပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘယ်ခီးလန်းကိုရောက်ချင်တာလဲကျွန်တော်တို့သွားချင်တာဘယ်နေရာလဲအဲ့ဒီနေရာကိုရောက်ဖို့အတွက်ဘယ်လိုယင်အမျိုးအစားတွေကိုအစစ်စစ် ပြောင်းလဲပြီးတော့เนาะကျွန်တော်ပြောပါတယ်เนาะပြောင်းလဲပြီးတော့စီးနေရမလဲဆိုတာသိဖို့လိုတယ်ဘယ်အချိန်မှာဘယ်ရင်သည်အကောင်းဆုံးဈေးအတက်တာဆုံးအကောင်းဆုံးအခွင့်အလမ်းဖြစ်မယ်ဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်စီးပွားရေးလုပ်ငန်းမှာလည်းဒီလိုပဲပေါ့အဲ့တော့စီးပွားရေးလုပ်ငန်းရှင်တွေကပြောကြတယ်ငါတို့ timing တစ်ချက် မိလိုက်ဖို့လိုတယ်ဒီလိုမျိုးပေါ့အခုလက်ရှိမှာထိတ်တဲရောက်နေတဲ့စီးပွားရေးလုပ်ငန်းရှိနေသည်ခက်ကောင်းတစ်ခုကိုအချိန်မီကြုံခဲ့တဲ့ပုံစံတွေကြီးပဲဖြစ်တယ်ဥပမာဖုန်းလောကဆိုလေဖုန်းမှာခက်ကောင်းကျွန်တော်ကြုံခဲ့မှုတာရှိတယ်ကားဆိုလေကားလောကခက်ကောင်းကြုံခဲ့မှုသူရှိတယ်ညီဆိုလေညီလောကမှာခက်ကောင်းကြုံခဲ့မှုသူရှိတယ်ဒါပေမဲ့ဒီတစ်ခုတည်းဒီအနေနဲ့ခက်ကောင်းနေရတော့မဖြစ်နိုင်ဘူး ဒါဒီကျွန်တော်သိထားရမယ်တစ်ချက်ပါနောက်တစ်ချက်က investment of vehicle လို့ခေါ်တယ်အဲ့တော့ယင်းနှိမ့်နှံမှုဆိုတာဒီ तू ကယင်းရထားတွေနဲ့တူတယ်ကျွန်တော်တို့ကကျွန်တော်တို့သွားချင်တဲ့ခီးကိုရောက်ဖို့အတွက်အဲ့ဒီယင်းရထားတွေကိုသူ့နေရာနဲ့သူပြောင်းလဲပြီးတော့စီးနှင်းဖို့လိုတာပေါ့ဗျာ ဥပမာထားပါတော့ကျွန်တော်ကကျွန်တော်အိမ်ကနေပြီးတော့ကျွန်တော်ရွှေတကုံဖျားကိုသွားမယ်ဆိုပါတော့ဒါဆိုကျွန်တော်ရွှေတကုံဖျားသည်ကျွန်တော်သွားခြင်းနဲ့ကျွန်တော်ရဲ့ပန်းတိုင်းဟုတ်ပြီအဲ့တော့အဲ့ဒီကိုရောက်ဖို့အတွက်ကျွန်တော်ကဘလို့ရင်အမျိုးအစားတွေတုံးရမလဲအဲဒါမျိုးပေါ့ဥပမာထားပါတော့ကျွန်တော်ကကျွန်တော်အိမ်ကနေပြီးတော့ရက်ွက်ထိပ်ဘတ်စကားမတိုင်ကိုရောက်ဖို့ကျွန်တော်စိုက်ကားစီးသွားရမယ်အဲဒါဆိုစိုက်ကားဆိုတဲ့ vehicle တစ်ခုကိုကျွန်တော်တုံးရမယ်အဲ့တော့အဲ့ဒီစိုက်ကားကနေပြီးတော့ကျွန်တော်ကဘတ်စကားမတိုင်ရောက်မယ်ဘတ်စကားမတိုင်ကနေပြီးတော့ဘတ်စကားစီးပြီးတော့သွားမယ်တုံးဖို့တက်ဆီစီးပြီးတော့ရွှေတကုံဖျားကိုသွားမယ်အဲအဲ့တော့ရွှေတကုံဖျားကနေပြီးတော့အပေါ်ရောက်ဖို့အတွက်ကျွန်တော်ဒက်လီကားနဲ့ထပ် က်ပြီးတော့တက်ပဲအဲဒီလိုမျိုးပေါ့ဆိုတော့ကရွှေတကုံဖျားရှင်တင်တော်ကိုရောက်တဲ့ဒီကျွန်တော်ဒီ vehicle ပေါ့ရဲအမျိုးအစား၃ခုကိုကျွန်တော်ကပြောင်းလဲပြီးတော့တုံးခဲ့ရတယ်အဲ့တော့ဒီနေရာမှာသိဖို့လိုတာကသူ့နေရာနဲ့ထိုက်တန်တဲ့ vehicle ကိုတုံးမှာကုန်ကြစီတက်တက်တာတာနဲ့ကျွန်တော်တို့ရောက်ချင်တဲ့နေရာကိုရောက်တာဖြစ်တယ်ဆိုလိုတာကကျွန်တော်ဒီ site ကားနဲ့ပဲစီးပြီးတော့ကျွန်တော်အိမ်မင်္ဂလာတုံးကနေဟောဟုတ်ပဲကျွန်တော်တို့မြို့ထဲကရွှေတကုံဖျားကိုသွားလို့မရနိုင်ဘူးဘာကြောင့်လဲစိုက်ကားဆိုရယ် vehicle ဒီကျွန်တော်ကိုလမ်းထိတ်လောက်အထိပဲပို့ပေးနိုင်တာဖြစ်တယ် အဲဒီလိုပဲတက်စီပေါ့ကျွန်တော်အိမ်ကနေရွှေတကုံဘုရားထီကိုတက်စီစီးပြီးသွားလို့ရတယ်ဒါပေမဲ့ဒီတက်စီစီးပြီးသွားလို့ရတယ်ဒီ vehicle ကပို့ပေးနိုင်တယ်ဆိုပေမဲ့သူ့ရဲ့ကုန်ကြစိတ်ကလည်းကျွန်တော်တို့တက်နိုင်သလားမတက်နိုင်ဘူးလားဒါကိုတစ်ချက်ကြည့်ရမှာဖြစ်တယ်အဲ့တော့ဆိုလို့တဲ့ဘောကကျွန်တော်တို့ကရင်းရထားတွေကိုပြောင်းလဲပြီးတော့စီးနေဖို့လိုတယ်နောက်တစ်ခုဥပမာကျွန်တော်ကတက်စီနဲ့ကြတော့ရွှေတကုံဘုရားကိုတော့သွားလို့ရပဲ ဒါပေမဲ့အဲ့ဒီတက်ဆီနဲ့ကကျွန်တော်ကမန္တလေးကိုသွားမယ်ဆိုပါတော့ဗျာ။ဟုတ်ဒါပေမဲ့မန္တလေးကိုသွားမယ်ဆိုရင်ဒီတက်ဆီနဲ့ကအဆင်မပြေတော့ဘူး။ဒါကြောင့်လေကျွန်တော်ချားချက်စီအများကြီးပေးရတော့မယ်။ကုန်ကျစရိတ်အများကြီးရှိလာပြီ။ဒါဆိုရင်အဲ့ဒီကိုရောက်ဖို့အတွက်အကောင်းဆုံး vehicle ကကို့မှာရှိတဲ့ resource တွေရှင်းလိုက်ရင်ဘာဖြစ်မလဲ။ဒါကိုထပ်ပြီးတော့စဉ်းစားဖို့လိုလာပြန်တယ်။ Okay အဲ့တော့နောက်ထပ် example တစ်ခုထပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်မိတ်ဆွေနောက်ထပ်လုပ်ငန်းရှင်တယောက်ရှိတယ်။သူကတော့ electronic ပစ္စည်းတွေရောင်းတယ်။ electronic PC ရောင်းတာပေါ့နော်အဲ့တော့ဒီ electronic PC တွေမှာလည်းသူကခက်ကောင်းတစ်ခုကိုကြုံခဲ့တယ်ဒါပေမဲ့တခြားသူခက်လိုက်ကောင်းတဲ့ဥပမာ distribution တွေစားတောက်ဆုပ်လုပ်ငန်းဘာတွေဒါတွေလည်းသူကလိုက်ပြီးတော့လုပ်ခဲ့တာရှိတယ်အခုနောက်ဆုံးဥပမာထောက်ရပြအခုငွေလဲ service တွေတုန်းကလည်းသူကဒီငွေလဲတဲ့လုပ်ငန်းကိုသူလုပ်ခဲ့ပြန်ရောနောက်တစ်ခါရွှေစည်းတွေအတက်ကျဖြစ်တုန်းကလည်းရွှေစည်းအနေအဆုံးအချိန်မှာသူကရွှေအများကြီးဝယ်ထားလိုက်တယ်အနည်းဆုံးအတက်မှာသူပြန်ရောင်းတယ်ဟိုဘက်လုပ်ငန်းတွေလည်းသူဒီလုပ်နေတော့ပဲဆိုတော့က investment vehicle တွေကိုပြောင်းလဲပြီးတော့ ုံးရတဲ့ strategy ကိုကျွန်တော်တို့ကတိထားဖို့လိုတယ်။အဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အစွဲအားကြတော့ဒီတစ်ခုကိုလှုပ်ဖူးသွားရင်ဒီတစ်ခုနဲ့ပဲသူကအခြေတည်ပြီးတော့အကုန်လုံးတိဆောက်ထားလိုက်တာ။အဲ့တော့တစ်ခုပျက်စီးသွားရင်အားလုံးပြသသွားတာပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ကမတူညီတဲ့ investment အနေနဲ့ diversify strategy ကိုလည်းအသုံးပြုတာရောက်တယ်လို့ investment ရဲ့တကယ့်သဘောတရားအမှန်ကလည်းခင်ဗျာ millionaire ဖြစ်ချင်တာလားတိတ်တထောင်ဖြစ်ချင်တာလားတိတ်တထောင်ရချင်တာလားတိတ်တထောင်ရဖို့အတွက်ဘယ် investment ကကိုယ်ကိုပေးမလဲဒါကိုကျွန်တော်တို့ကသိဖို့လိုတယ်ဆိုတော့က site ကနေုံနဲ့တော့ တိန်းတောင်းရဖို့ဆိုတာဒီမဖြစ်နိုင်ဘူးဒါပေမဲ့စိုက်ကားစီးရမယ့်နေရာရှိမယ် တစီပြောင်းစီရမယ့်နေရာရှိမယ်ဒီလိုပဲကျွန်တော်တို့ဒီပထမဦးဆုံးမှာအရင်ဦးဆုံးအဲအင်ချန်နီလေးရင်းနှီးမြှုပ်နေရမယ့်နေရာရှိမယ်ကားမှာရင်းနှီးမြှုပ်နေရမယ့်နေရာရှိမယ်ဘယ်နေရာကနေဘယ်နေရာကိုတွားရင်ဘယ် vehicle ကအကောင်းဆုံးဆိုတာကိုတွက်ချက်ပြီးလုပ်ဖို့လိုပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကလူအများစုရဲ့လွဲမားနေတဲ့ investment concept လေးတစ်ခုကိုကျွန်တော်ပြန်ပြီးတည့်မှတ်ပေးစင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဆိုရုကဘာလဲ investments are vehicles လို့ခေါ်ပါတယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုတွေစီးပွားရေးလုပ်ငန်းတွေဆိုတာရင်းရထားတွေဖြစ်ပါတယ်ဘယ်ကိုတွားကြည့်လဲအရင်သိရမယ်အဲ့ဒီအတွက်ဘယ်ရင်းရထားကအသင့်တော်ဆုံး လဲဘယ်အချိန်မှာပြောင်းစီးရမလဲဆိုတာကိုသိမှသာကျွန်တော်တို့ကအစဉ်ပြေတဲ့အမှတ်ကန်တဲ့ investment တွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။ Okay ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကောင်းရေးဆုပါ